ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘာလ17ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့မကွေးနယ်ပဲခူးကပ္ပဆတ်၃ခုအနီးမှာတိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းနယ်ပဲခူးတိုင်းမှာစစ်တပ်ရဲ့ကာကွယ်ပစ္စည်းထုတ်လို့ရေးစက်ယုံကပ္ပဆတ်၃ခုအနီးမှာစစ်တပ်နဲ့ တွန်လိုင်းပူပေါင်းတက်တွေတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်လို့စီးရီးသတင်းရင်းမြစ်တွေကပြောပါတယ်။ပဲခူးတိုင်းတွေကပန်းတောင်မြို့နယ်အခြေဆိုင်ကပ္ပစ၆၊မကွေးတိုင်းငဖင်းမြို့နယ်က ကပ္ပစ14နဲ့ပေါင်းမြို့နယ်ကကပ္ပစ24တွေမှာအနိကတ်တိုက်ပွဲတွေဖြစ်နေတယ်လို့စုံစမ်းသိရှိရပါတယ်။ကပ္ပစ6 14နဲ့24မှာချနေကြတာ6နဲ့14နှမ်းမှာတိုက်ပွဲက တော်တော်ကိုပြင်းထန်ပြီးစစ်တပ်ကလည်းအင်အားထောင်ချီတုံးကလီချောင်းပြစ်ကူနဲ့ခုခံနေပါတယ်။6နဲ့14ကိုအေအေနဲ့မဟာမိတ်တပ်တွေသိမ်းဖို့အထိ စီးရီမန့်ချက်နဲ့ချနေပြီလို့မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်နေဆက်ဒေသအခြေစိုက်စီးသတင်းရှိမြစ်တူကပြောပါတယ်။ပေါင်မျိုးအခြေစိုက်ကပ္ပဆာ24အနီးမှာတိုက်ပွဲတွေဖြစ်ပွားနေပေမဲ့အသေးစိတ်ပြောကြားလိုခြင်းမရှိသေးဘူးလို့ဒေသကာကွယ်တပ်ဖွဲ့တချို့ကဆိုပါတယ်။အေအေနဲ့မဟာမိတ်တော်လိုင်းပူပေါင်းတပ်တွေကတော့ကပ္ပဆာ6နဲ့24အနီးပတ်ဝန်းကျင်အမ်ပရန်လန်နဲ့ငပင်းမြို့နယ်ဒေသနယ်ကန်ဗျူဟာပတ်ဝန်းကျင်တောင်ကုတ်ပန်းတောင်လမ်းမိုက်ကလေတာတောင်စကန်းနဲ့ညောင်ကျူးစကန်းပတ်ဝန်းကျင်တွေမှာ စက်တင်ဘာလဇန်ဂရီကတိုက်ပွဲတွေပြင်းထန်နေတာပါတရင်ရင်းမြစ်တူကလည်းကပ္ပဆတ်6နဲ့ကပ္ပဆတ်14ကိုအပြစ်သက်သိမ်းဖို့အထိအင်းနဲ့မဟာမိတ်တပ်တွေစီရင်အရှိန်မြင့်နေတာလို့သုံးသပ်ပြောကြပါတယ်စစ်ကောင်စီတပ်မကကပ္ပဆတ်စက်ယုံ25ခုရှိပါတယ်မကွေးတိုင်းအတွင်းမှာအများဆုံး15ယုံပဲခူးတိုင်းအတွင်းမှာ9ယုံ နေပြည်တော်တက်ကုန်းမှာ2ယုံနဲ့ရန်ကုန်တိုင်းတိုက်ကြီးမှာ1ယုံရှိပါတယ်မကွေးတိုင်းတွေကဂံကောပေါ့မြိုင် စိတ်ဖြူစီတုထရာငဖဲတရက် အထက်မင်းလောင်စင်ပောင်ဝင်းမြို့နယ်ပဲခူးတိုင်းကပန်းတောင်ပောက်ခုံးမြို့နယ်တွင်မှာကပ္ပစာဆက်ယုံပေါင်း22ခုထိရှိနေတာပါလက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့အေအေရဲ့မဟာမိတ်တပ်တွေနဲ့နှိစက်သူတဦးကနေရီကန်ရောကပ္ပစာ6နဲ့14ရောအချင်းကြီးကောင်းပါလေလို့ဆိုပါတယ်ငဖေးမြို့နယ်မှာရှိတဲ့နေရီကန်ဘီဝါရဲ့ကာကင်စကန်တွေကိုလည်းအေအေနဲ့မဟာမိတ်တပ်တွေကစီးအရှိန်မြင့်တိုက်ခိုက်နေပြီစက်တင်ဘာလနောက်ပိုင်းမှာကာကင်စကန်တစ်ခုနဲ့ အော်တိုဘောလာရှိရနေမှာနောက်ထပ်ကာကင်စကန်တစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။မြေကနာကဂိုကြီးစကန်ကိုထိန်းထားပြီးဖိုက်တာဂုံးလို့ခေါ်တဲ့နောက်ထပ်စကန်တစ်ခုကိုလည်းရထားပြီးလေကြောင်းကနေလာပစ်ပြီးတိုက်ပွဲတော့ဆက်ဖြစ်နေတယ်လို့စီးရဲသတင်းရှိမြစ်တဦးကပြောပါတယ်။အဲ့ဒီစကန်သိမ်းတိုက်ပွဲရင်းမှာစစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုများပြားခဲ့ကအေးနဲ့မာမီတပ်ဘက်မှလည်းထိခိုက်ကြဆုံးမှုအချို့ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘောလာနှစ်ရက်နေကတိုက်ပွဲရင်းမှာရဲဘော်နှစ်ဦးကြဆုံးခဲ့တယ်လို့ အရှူချင်းကာကွယ်ရေးတပ် ACDF မှအော်တိုဘားလရှိနေမှာတရင်ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်း AR တိုင်းကစီးရီနေရီမှာတက်မကူကူလက်အောက်ခံတရင်တွေအစားစက်ကခဆက်ခွန်လက်အောက်ခံတရင်တွေဖြစ်ကြတဲ့ခမရ94ခမရ969ခမရ905ခမရ900ခမရ9300ခလရ295တို့ကိုပြီးခဲ့တဲ့ August လကစတင်ပြီးပို့ဆောင်ခဲ့တာပါအဲ့ဒီတရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်မှုထမ်းတင်းတင်းဆင်းလဲအများပြပါဝင်လာပြီးအေအေနဲ့မာမိတ်တပ်တွေထင်းချုံထားတဲ့စကန်တွေကိုပြန်လဲထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်စစ်တပ်ကလေကြောင်းလက်နက်ကြီးဒရုန်းနဲ့စစ်မှုထမ်းတင်းတင်းဆင်းတွေအင်အားကိုတုံးကထိုးစစ်ဆင်နေလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်စက်တင်ဘာလဇန်ကတိုက်ပွဲတွေမှာလဲစစ်ကောင်စီဘက်မှထိခိုက်သိမ်းဆုံးမှုများပြားပြီးစုတ်ခွာထွက်ပြေးသွားလို့လိုက်လံတိုက်ခိုက်နေတယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ်လက်ရှိမှာနေရီကန်ပြူဝပတ်ဝန်းကျင်နဲ့ အမ်ဘရန်လန်မင်းတုံးတရက်စင်ပောင်းပွဲအထက်မင်းလငဖင်းမြို့နယ်တွင်နဲ့ပသိမ်မုံရွာလမ်းမိုက်တွင်ဘကုတိုင်းတွေကတောင်ကုန်းပန်တောင်ကလန်အေရီတိုင်းတွေကလေးမျက်နှာမြို့နယ်တို့မှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့အေအေကတီးခြားထုတ်ပြန်ထားခြင်းတော့မရှိသေးပါဘူး။စက်တင်ဘာလ28ရက်နေ့ကထုတ်ပြန်ချက်မှာတော့စစ်တပ်ကတိုက်ပွဲတွေမှာစစ်မှုတပ်တင်းနေစင်းတွေအများပြထွက်ပြေးနေပြီးထိခိုက်သေးဆုံးမှုတွေလည်းများပြားနေတယ်လို့အေအေကအတည်ပြုထားပါတယ်။တက်ပြတ်နေတဲ့စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကအယက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေလို့လုံခြုံရေးတတိပြုကြဖို့လေချောင်းရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်တဲ့ရေးပေါ်တတိပေးချက်ကိုလည်းအေအေကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့မုံရွာမန္တလေးလမ်းပိုက်မှာစစ်တပ်ရင်တန်းလုံခြုံရေးအတွက်ကင်းယူပေးဖို့ထွက်လာတဲ့စစ်သားတွေကိုဝန်ရောက်တိုက်ခိုက်မှုအလောင်း၃လောင်းနဲ့တနက်၃လက်သိန်းစစ်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်း၆ဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုက်မှာ အချက်ပတ်စစ်တဲ့ယင်တဲ့လုံကြုံကြီးအတွက်ကင်းယူပင်းရင်ထွက်လာတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရမှာမတအလောင်း၃လောင်းနဲ့တနက်၃လက်သိမ်းဆည်းရရှိခဲ့ကြောင်း Chow People's Defense Force ကပြောဆိုပါတယ်။ဂျမနီအော်တိုဘလာ၁၀ရက်နေ့မနက်9:07မိနစ်ခန့်မှာမုံရောင်မန္တလေးလမ်းပိုက်မှာအချက်ပတ်စစ်တဲ့ယင်တဲ့လုံကြုံကြီးအတွက်ကင်းယူပေးဖို့ထွက်လာတဲ့စစ်သား၄ဦးကို Chow မြို့တန်လွင်မြမစီဆိုင်အနီးမှာတို့လိုက်တပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ကြကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားမတအလောင်း၃လောင်း စိုက်ကဲ၄စီ BA63 တနက်3လက်ကုမမကြီး494တောင်း 7.62G 652တောင်းကြီကအုတ်ထုတ်3လုံး BA63 ကြီပေါက်၄ခု BA94 ကြီပေါက်3ခုလက်ပစ်ပုံတစ်လုံးနဲ့လက်ကင်ဖုန်း၄လုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုချောင်းဦးမြို့နယ်ပကဖတ်တိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11 LPDF တို့ကပူးပေါင်းလှုပ်ဆောင်ပြီးတော်လိုင်းရဲဘော်များထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးတဲ့တာကတော့အချမ်းဖတ်စစ်တဲ့အခြေဆိုင်ရာနေပြည်တော်မှာစစ်ရေးအရှိန်အဟုန်တိုးမြင့်နိုင်ဖို့ viewer အမှတ်16ကိုဖွဲ့စည်းခဲ့တယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာစစ်စင်ရေးများအရှိန်အဟုန်မြင့်တိုးမြင့်ဆောင်ရွက်နိုင်ဖို့အတွက် viewer အမှတ်16ကိုဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်းနေပြည်တော်တိုင်းကွက်ကေးရီမှုဘိုလက်ကြာကပြောဆိုပါတယ် အော်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာနေပြည်တော်အနီးစစ်တောင်းမြဝန်ဒေသနေပြည်တော်တိုင်းစစ်တနစီရေလှုပ်ရှားမှုစုမှုနေမြေမှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်အမှတ်နှစ်စစ်စင်ရေးနေမြေနေပြည်တော်တိုင်းစစ်တနရဲ့ viewer အမှတ်16ကိုအခမ်းအနားနဲ့ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နေပြည်တော်စီရေးအရှိန်တိုးမြင့်ဆောင်ရွက်ဖို့ပါ နေပြည်တော်တိုင်းစစ်တနမှာစစ် viewer 3ခုရှိပါတယ်။ viewer 3ခုကတော့ viewer 16 viewer 17နဲ့အခုဖွဲ့စည်းလိုက်တဲ့ viewer 19ပါ။ တပြူဟာကိုတရင်လေးရင်နဲ့ဖွဲ့စည်းထားပြီးစစ်မျက်နှာသုံးခုမှစစ်စင်ရေးဆောင်ရွက်ဖို့ရှိပါတယ်။ဒါပြီးရင်တော့အထွေထွေထိုးစစ်မှာဟန်ချက်ညီညီပါဝင်ဆောင်ရွက်မှာပါလို့နေပြည်တော်တိုင်းကုကေးရင်မှုဘိုလက်ကြာကပြောကြားပါတယ်။အဆိုပါဘျူဟာစကူဖွဲ့စည်းခြင်းအခမ်းအနားကိုနေပြည်တော်တိုင်းစစ်ဌာနတိုင်းစစ်စင်ရေးအရာရှိဘျူဟာအမတ်စကူမှတာဝန်ရှိသူများဘျူဟာအမတ်စကူရဲ့လောက်ခံတရင်ဖြစ်ကြတဲ့တရင်836တရင်839တရင်838တရင်938မှတရင်မူဒုတရင်မူများ တရင်တော်ဝင်ရှိသူများနဲ့ရဲဘော်များတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။အကြပ်ဖက်စစ်ကော်မရှင်ကပြုလုပ်တဲ့အတုရောင်ရွေးကောက်ပွဲကိုလည်းနီလန်းမျိုးစုံနဲ့တားဆီးသွားမှာပါ။မိဘပြည်သူတွေဘက်ကလည်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုနီလန်းမျိုးစုံနဲ့စန့်ကျင်သွားကြပါလို့တိုက်တွန်းကြပါတယ်လို့နေပြည်တော်တိုင်းကုတ်ကဲရည်မှုဘိုလက်ချာကပြောဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကຫນွေဦးတော်လိုင်းရဲ့နောက်တစ်ဆင့်တက်လှမ်းဖို့အထွေထွေထိုးစစ်ဆင်နွှဲရန်တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင်တနင်္ဂနွေလုံးမှာရှိတဲ့တော်လိုင်းတပ်များနဲ့အတူ ပြင်ဆင်မှုများလှုပ်ဆောင်နေရှိကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့အေးအေးနဲ့ပူပေါင်းတက်တွေထိုးစစ်စင်တိုက်ခိုက်နေတဲ့စင်လန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား30ကျော်တေဆုံးပြီးတေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုအေးတုခတုတ်တံမှာတကြိုနေကြောင်းတင်ဆက်ပေးပါမယ်အရခတ်တက်တော်အေးအေးနဲ့ပူပေါင်းမဟာမိတ်တက်တွေထိုးစစ်စင်တိုက်ခိုက်နေတဲ့ပကိုးတိုင်းအွန်ရှစ်ပင်မြို့နယ်အမှတ်6ကာကွယ်ပစ္စည်းထုတ်ဆက်ယုံကပ္ပဆာ6အနီးကစင်လန်းကျေးရွာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား30ကျော်တိတ်ဆုံးမှုတွေရှိနေတယ်လို့စစ်ရေးတရင်ရင်းမြစ်တွေစီကနေသိရှိရပါတယ်။ဇေလန်ကြေးရွာကကာကင်စကန်တွေကိုအာရကတ်တော်အေနဲ့ပူပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့စက်တင်ဘာလကလေးကဒုစစ်စင်တိုက်ခိုက်နေတာဖြစ်ပြီးနှစ်ဖက်တိုက်ပွဲတွေမှာလည်းပုံမှုပြင်းထန်နေကစစ်ကောင်စီဘက်ကလည်းကြာဆုံးတွေမြပြနေတယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်အာရကတ်တော်အေနဲ့ပူပေါင်းမဟာမိတ်တပ်တွေတင်းပိုက်ထင်းချုပ်ထားတဲ့ညောင်ကျိုးဘက်အချမ်းကိုဒုစစ်စင်ဖို့အတွက်ဇေလန်ကြေးရွာနဲ့ အွန်ရှစ်ပင်မြို့နယ်အကြားမှာရှိတဲ့ညောင်ချီတော့ကြေးရွာထိပ်မှာကန်ဆာစကန်တခုပြုလုပ်တည်ဆောက်နေတယ်လို့လဲစီးရီးသတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဆင်လက်တိုက်ပွဲအတွင်းအရက်ကတ်တတော် AA နဲ့ပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်30ကျော်သေဆုံးခဲ့ပြီးတော့အွန်ရှစ်မြို့နယ်မှာရှိတဲ့အီတုခတုတ်တန်းကိုတကြွဖို့အတွက်ယူဆောင်သွားရတယ်လို့ CDM ပူကြီးစင်ယောကပြောဆိုပါတယ်။စစ်ကောင်စီတပ်ကဆင်လက်ကြေးရွာနဲ့အွန်ရှစ်ပင်မြို့နယ်အကြားညောင်ချီတော့ရွာတရားထိပ်မှာထပ်ပြီးတော့ ခန့်စစ်လုပ်နေတယ်လို့သိရပါတယ်တိုက်ပွဲပြင်းထန်နေတဲ့ဆင်လန်းကနေပြီးတော့ညောင်ကျိုးဘက်ကိုပြန်ပြီးတော့ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့သဘောပေါ့ဒါပေမဲ့ပြီးခဲ့တဲ့ရပိုင်တွင်မှာပဲစစ်တပ်ဘက်က30လောက်ထပ်ပြီးတော့တိုက်စွန်းမှုတွေရှိပါတယ်အေတုခတုတ်တန်ကိုနာယီကာရီနဲ့ခြတယ်လို့တော့သိရပါတယ်လို့ CDM ပူကြီးစင်ရောကပြောဆိုပါတယ်စစ်ကောင်စီတအားအရခတ်တတော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေတင်ပိုက်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးတိုက်စစ်ဆင်ဖို့ပြုလုပ်တိုင်းအကြဆုံးများစွာနဲ့ပဲစုခွာနေရတယ်လို့ အေအေနဲ့နီးစပ်တဲ့စီးရီသတင်းရှိမြစ်တွေစီကနေသိရှိရပါတယ်။အော်တိုဘာလ9ရက်နေ့မှာလဲဆင်လန်းကြေးရွာမှာရှိတဲ့နေလန်းတောင် point ကာကင်စကန်ကို unrecorded.a အေအေနဲ့ပူပေါင်းတက်တွေကဒိုးစစ်စင်တိုက်ခိုက်နေပြီးနှစ်ဖက်တိုက်ပွဲတွေမှာလဲပြင်းထန်နေတယ်လို့သိရှိရပါတယ်။မနေ့ကတိုက်ပွဲတွေတော့အရန်ပြင်းထန်နေတာပါ။နေလန်းတောင် point ကာကင်စကန်ကိုဒိုးစစ်စင်နေတယ်လို့သိရပါတယ်။လက်နက်ကြီးနဲ့ drone တွေကတော့နှစ်ဖက်စလုံးကလှန့်ချနေတာပါ။အကြမ်းဆုံးတွေကလဲစစ်ကောင်စီဘက်ကတော်တော်လေးများပါတယ်။ ်စင်အာရီလဲအိုးရှစ်ပင်မြို့နယ်ကတော်တော်လေးဖြစ်တင်နေပါတယ်လို့ AAC သတင်းရှိမြစ်တူကပြောဆိုပါတယ်အခုလိုစစ်ကောင်စီတပ်ကအကြဆုံးတွေမြပြနေတာကြောင့်အိုးရှစ်ပင်မြို့နယ်မှာရှိတဲ့စစ်လက်နက်ကာကွယ်ပစ္စည်းထုတ်ဆက်ရုံကပ္ပစ6 9နဲ့16ဆက်ရုံတွေမှာလဲတပ်အစ်စ်တွေပြန်လည်ဖွဲ့စည်းနေတယ်လို့သိရှိရပါတယ်အော်ရကတ်တပ်တော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ပဲခူးတိုင်းမှာကပ္ပစဆက်ရုံ9ရုံရှိနေတာဖြစ်ပြီးပြည်မြို့နယ်မှာကပ္ပစ3ခွန်19ဆက်ရုံတို့ရှိပြီး ။အိုရှိပင်မြို့နယ်မှာတော့ကပ္ပစ၅၆၉နဲ့၁၆ဆက်ယုံတို့တည်ရှိနေတာလည်းဖြစ်ပါတယ်။အာရကတ်တော့ AA နဲ့ပူပေါင်းတက်တွေဟာပဲခူးတိုက်အနောက်ချမ်းမှာရှိတဲ့ပန်တောင်တောင်ကုတ်လမ်းပိုင်းကညောင်ကျိုးစကန်အပါဝင်မိုတီစကန်တောင်ပုံကြီးစကန်နဲ့ပကံကွေးစကန်တွေကိုထိုးစစ်ဆင်သိမ့်ပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။အိုရှိပင်မြို့နယ်ညောင်ချီတော့ကြေးရွာမှာတည်ရှိတဲ့ကပ္ပစ၆၁၀ယုံကိုလေတာတောင်ဆင်လန်းတောင်စံပတ်လက်တောင်စရဲကကင်ကုန်စကန်တွေနဲ့ကာယင်ထားတာဖြစ်ပြီးအိုရှိပင်မြို့ရဲ့တောင်ဘက် ပသိမ်မုံရွာကားလန်ဘုံမှာကပ္ပဆာကိုကပ္ပဆာငါစက်ယုံတို့တီရှိနေတာလည်းဖြစ်ပါတယ်။ညောင်ချီတော့ကြေးရွာအနီးမှာစစ်ကောင်စီတပ်ရဲ့ကပ္ပဆာ6စက်ယုံတီရှိပြီးအာရကတ်တတော် AA နဲ့ပူပေါ်မဟာမိတ်တပ်တွေတိုက်ပွဲဖော်ဆောင်နေတဲ့စင်လန်းကြေးရွာနဲ့စူပါကခုနမန်ခန့်တာကွာဝေးတော့ကြောင့်သိရှိရပါတယ်။စင်လန်းကြေးရွာကကာကင်းစကန်တွေကိုအာရကတ်တတော် AA ကျောင်းသားလယုံတက်တော် SAF ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ပြည်သူ့ကာကွယ်တပ်မတော် PDF စတဲ့အဖွဲ့တွေက ထိုးစစ်ဆင်တက်ခိုက်နေတာလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့လောင်လုံးမြို့အနီးမှာရှိတဲ့ကြေးရွာမြတ်မှပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးရန်လာရောက်တဲ့စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်ခိုက်သိမ်းဆုပ်မှုများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းလောင်လုံးမြို့အနီးမှာရှိတဲ့ကြေးရွာမြတ်မှပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးရန်လာရောက်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ရမှာစစ်တပ်ဘက်မှတိုက်ခိုက်သိမ်းဆုပ်မှုများပြားခဲ့ကြောင်းဒေတာရင်းစီရေးတရင်ရှိမြက်ကပြောဆိုပါတယ် အော်တိုဘောလာစည်ရင်နေ့မနက်၁၀နာရီခန့်မှာလောင်းလုံးမြို့အနီးမှာရှိတဲ့ကျေးရွာမြတ်မှာပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့စစ်ကြောင်းနှစ်ကြောင်းခွဲ၍လာရောက်တဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားပြီးသေဆုံးသူတွေကိုလည်းကားသုံးစီးနဲ့လောင်းလုံးမြို့ဘက်ကိုပြန်လည်ခေါ်ဆောင်သွားကြောင်းအဲ့ဒီနောက်လောင်းလုံးမြို့ရဲမှာလဲစစ်တပ်ကတနက်တွေနဲ့ပြစ်ဖောက်ခဲ့ကြောင်းသိရှိရပါတယ်စစ်ခွေးတွေကစစ်ကြောင်းနှစ်ကြောင်းအင်အား60လောက်နဲ့ လောင်းလုံးမြို့ပေါ်ကနေထွက်လာပြီးမြို့နားကကြေးရွာတွေကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတာကိုပိတ်ဆို့တက်ခဲ့ခဲ့တာပါစစ်ခွေးစစ်ကြောင်းကရွာထဲကိုတော့မရောက်လိုက်ဘူးအထိအခိုက်များပြီးပြန်လည်ဆွတ်ခွာသွားပါတယ်တိတ်ဆုံးသူလည်းတော်တော်များတယ်လို့ဒေသရင်းစီရီသတင်းရှင်းမြစ်ကပြောဆိုပါတယ်အဆိုပါတက်ခိုက်မှုနဲ့ပတ်သက်ပြီးတဝဲခင်းတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကအတိပြုပြောဆိုခဲ့ပေမဲ့လည်းတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့မကြခင်ထုတ်ပြန်မှဖြစ်ကြောင်းရန်ကုန်ခေတ္တသတင်းဌာနကပြောဆိုပါရခင်ဗျာ နောက်ထပ်တစ်ဆက်ပေးကြတာကတော့ဖရူဆိုကိုစစ်တပ်ကအင်အားအများပြားနဲ့လက်နက်ကြီးလေးချောင်းပစ်ကူယူပြီးထိုးစစ်ဆင်နေကြောင်းတင်ဆက်ပေးပါမယ်။ဂရီနီပြည်နယ်ဖရူဆိုမြို့နယ်ကိုစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့လက်နက်ကြီးလေးချောင်းပစ်ကူယူပြီးအပြင်းထန်ထိုးစစ်ဆင်လာနေတယ်လို့ဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF တရင်၁၅ကအော်တိုဘားလဆေးရနေမှာထုတ်ပြန်ပါတယ်။စီးရေးပြင်းထန်နေတဲ့ကာလဖြစ်လို့စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကိုရှေ့တန်းကရဲဘော်တွေနေမနာညမအိတ်ခုခံကာကွယ်နေရတယ်လို့အသိပေးပါတယ်။ စီးရင်တင်းမှနေတယ်တီတွင်မှုတွေကနေတိုင်းအနည်းနဲ့အများပုံမှန်ဖြစ်နေတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူကလူလူတွေဦးကိုပြောပါတယ်ဒေသခံပြည်သူတွေအနည်းနဲ့လဲတတိဝရိယထားပြီးတွာလာပေးကြဖို့မြစ်တာရက်ခံထားပါတယ်ပြီးခဲ့တဲ့တပတ်တာကရင်နီစီးရင်အခြေအနေထုတ်ပြန်ချက်တွေအရဒီမွန်ဆိုနဲ့ဖရူဆိုလက်မကြီးပေါ်ကတိုက်ပွဲမှာစစ်ကောင်စီရင်တန်းကစစ်ကားတစ်စီးဖြစ်စီနိုင်ခဲ့ပြီးအရာရှိအဖြစ်ယူဆရသူတချို့တေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ် ဒီမော့ဆိုဖရုဆိုလမ်းမကြီးတလျှောက်စစ်ကောင်စီတက်တဲ့တော်လိုင်းကြီးတက်တွေအကြားတိတွေ့တိုက်ပွဲတွေနေ့စဉ်နေပါရှိနေတယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်ဖရုဆိုအခြေဆိုင်စစ်ကောင်စီတက်တွေတွေမှာစစ်ကားတွေဖြန့်ခွဲစုထားပြီးအမတ်ဆလီတက်မြင့်စစ်လက်ကျင်းရေးတင်းနှံကြောင်းအနီးကကြေးရွာတွေဘက်ကိုထွက်ပြီးဘောလခဲမျိုးစီဦးတည်တဲ့စစ်ကြောင်းတချို့လှုပ်ရှားနေတာကြောင့်ထိတွေ့မှုတွေရှိနေတယ်လို့အသိပေးပါတယ်။ဒီမော့ဆိုမြို့နယ်ဒေါငန်ခရက်ကွက်နဲ့တနန်းဦးကွန်ကြေးရွာတွေမှာစစ်ကောင်စီတက်က ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်က drone လက်နက်ကြီးတွေနဲ့အဓိကထားတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။ Greeny နဲ့ Shantown နေဆက်ဖဲခုံမြို့နယ်နဲ့မိုးပြဲမြို့နယ်ဘက်မှာလည်းစစ်ကောင်စီတပ်နဲ့ပအုပ်ပြည်သူစစ်တို့ပူးပေါင်းကာစစ်ရေးလှုပ်ရှားမှုတွေလည်းရှိနေပါတယ်။စစ်ကောင်စီကရွေးကောက်ပွဲကိုပေါ်လခင်းမြို့နယ်မှာလုပ်နိုင်ဖို့အတွက်ဖရူဆိုကနေပေါ်လခင်းမြို့ကိုစစ်ကြောင်းထိုးနိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ လူတာစင်ချီတည်ဆုံးခဲ့တဲ့သတင်းကြွမီထွန်းပွဲကိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်အပါအဝင်နိုင်ငံတကာတန်ယုံများကပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်မှာအော်တိုဘာလ6ရက်နေ့ညပိုင်းလူတာစင်ချီတည်ဆုံးခဲ့ရတဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်အန်တိုနီယိုဂူတာရက်စ်အပါအဝင်ရေကုန်အခြေစိုက်နိုင်ငံတကာတန်ယုံတွေကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့အဲ့ဒီတိုက်ခိုက်မှုဟာ အရသားတွေကိုပြစ်မှတ်ထားစီရေးအရာတိုက်ခိုက်တဲ့လုပ်ရက်တစ်ခုအဖြစ်ဖော်ပြခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူဒရက်စ်ကပြောဆိုရဲလို့ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူစတီဖင်ဒူဂျာရစ်ကပြောဆိုပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်စီမီထွန်းပွဲကိုစစ်တပ်ကဆက်တက်လေဒီနဲ့ဘုံကျဲချလိုက်တာကြောင့်အနည်းဆုံးလူ24ဦးသေဆုံးခဲ့ပြီး55ဦးဒဏ်ရာရရှိကထိခိုက်သေဆုံးသူတွေမှာကလေးတွေနဲ့အမျိုးသမီးတွေပါပါဝင်နေတာဖြစ်ပါတယ်။ ဒါပြင်အာနာသိန်းစစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုကိုရန်ကုန်အခြေစိုက် UK, Australia နဲ့ Switzerland တန်ယုံတို့ကကန့်ကွက်ရှုတ်ချကြောင်းဂျမန်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ Australia အနေနဲ့ဗုဒ္ဓဘာသာဝင်တို့ရဲ့မိထုံပွဲတော်ကျင်းပနေစဉ်ကာလတွင်တိုက်ခိုက်ခံရမှုတွေအပါအဝင်ပြည်သူလူထုအပေါ်မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ဆက်လက်တိုက်ခိုက်နေမှုတွေကိုရှုတ်ချတယ်လို့ဆိုပါတယ်။ Switzerland တန်ယုံကလည်းစကိုင်းတိုင်းချောင်းဦးမြို့နယ်ကဘာသာရေးပွဲတော်အတွင်ကလင်းငယ်တွေအပါအဝင်အရက်သားဒါဇင်နဲ့ကြီးတည်ဆုံခဲ့ရတဲ့ မြန်မာတပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုရှုတ်ကြတယ်လို့ထုတ်ပြန်ပါတယ်။အရသားတွေကိုမကွဲကြပဲဘုံကျတိုက်ခိုက်တာအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ဆွစ်ဇာလန်တန်ယုံကဆိုပါတယ်။ဆွစ်ဇာလန်နိုင်ငံအနေနဲ့ပြည်ပခန့်နဲ့တက်ဆိုင်တဲ့အဖွဲ့အစည်းတွေအလုံးကိုအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေနိုင်ငံတကာလူ့ခွင့်ရေးဥပဒေတွေအောက်ကနေတာဝန်ဝတ္တရားတွေကိုအပြည့်အဝလေးစားလိုက်နာဖို့နဲ့အယက်သားတွေကိုအကာအကွယ်ပေးဖို့လိုအပ်တဲ့ အစီအမံတွေအားလုံးကိုတောင်းဆိုတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်ဟာနိုင်ငံတဝန်းကအရသားတွေအပေါ်နှဆိုင်စွာစိတ်နှောက်ယှက်ဖြစ်စေတဲ့အကြံဖတ်လုပ်ရတွေကိုထင်ရစေတယ်လို့ဆိုပါတယ်။အလားတူပဲအကြံဖတ်မှုတွေကိုချက်ချင်းရပ်တန့်ဖို့နဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတားအဆီးမရှိဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရင်မတရားထိမ့်သိမ်းခံထားရတဲ့အကျဉ်းသားတွေကိုလွတ်ပေးရင်းနဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်ကြဖို့တောင်းဆိုတယ်လို့ဩစတြေးလျတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ UK တန်ယုံကတော့စကိုင်းတိုင်း6ဦးမြို့မှာဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရောက်ပွဲတော်ရဲ့အတွင်းကလင်းငယ်တွေအပါအဝင်အယက်သားပြည်သူတွေတည်ဆုံခဲ့ရတဲ့လေးချောင်းတက်ခိုက်မှုတည်င်းတွေကြားသိရတာအင်မတန်မှတုန်လှုပ်ဖွယ်ကောင်းပါတယ်လို့ဆိုပါတယ်ဒီတက်ခိုက်မှုမျိုးတို့ကလက်ကန်နိုင်ပွဲအကြောင်းပြချက်လုံးဝမရှိပါဘူးလို့လည်းဆိုပါတယ်မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေတဲ့မြန်မာအစိုးရရဲ့လုပ်ရက်ကို UK အစိုးရအနေနဲ့ရှုတ်ချပါတယ်မြန်မာစစ်တပ်အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းအလုံးအယက်သားပြည်သူလူထုတွေ အထူးသဖြင့်ကလင်းငယ်တွေကိုအကာအကွယ်ပေးဖို့တိုက်တွန်းပါတယ်လို့ရန်ကုန်ခြေစိုက် British တန်ယုံအကြီးအကဲ Andrew Jackson ကပြောဆိုသွားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မုံရမျိုးနဲ့တာစီအချင်းထောင်ဝင်းနဲ့ရေစကန်တို့ကိုတိုက်ခိုက်မှုမှာရေသုံးဦးသေဆုံးခဲ့ပြီးငန်းစွန်းမှာလည်းစက်ကြီးကောက်နေတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းငန်းစွန်းမြို့နယ်မြို့တာစီမြောက်တောင်မှာပြည်သူတွေကိုစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာ စစ်သား3ဦးသေဆုံးခဲ့ကြောင်း Special Task Force ငန်းစုံမှတာဝန်ရှိသူကပြောဆိုပါတယ်။အော်တိုဘလ၈ရက်နေ့ညနေ၄နာရီချင်းကမှငန်းစုံမြို့နယ်မြို့သားစီမြောက်တောင်မှာပြည်သူများနဲ့ခီးတော်ကားတွေကိုစစ်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်တပ်ကို SDF ငန်းစုံအဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။မြို့သားစကန်ကနေမြို့သားစီတောင်ကိုလာပြီးစစ်ကြီးကောက်ကြတာစစ်ခွေးဆရာဝင်းကျင်လောက်လာတာပါ။တိုက်ခိုက်တဲ့အချိန်တုန်းက၂ဦးသေပါတယ်၊၂ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရတယ်။နောက်ထပ်တရင်ရတော့ စစ်ခွေးတကောင်ထက်သေးတယ်လို့ကြားရပါတယ်စုစုပေါင်း၃ရောက်သေးတယ်နှစ်ဦးကတော့အပြင်းထန်ထိခိုက်ဒဏ်ရာရတယ်တော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်စုခွာနိုင်ခဲ့ပါတယ်လို့ Special Task Force ငန်းစုမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်အလားတူစကိုင်းတိုင်းမုံရွာမြို့နယ်တာစီကြီးရွာအနောက်ဘက်မှာရှိတဲ့အကျန့်ဖတ်စစ်တပ်ရဲ့ထောင်ကြီးကွင်းနဲ့ရေစကန်တို့ကိုဝင်ရောက်တိုက်ခိုက်မှုမှာရဲသုံးဦးသေဆုံးခဲ့ကြောင်းဗမာတပ်တော်ဗမာအာမေရိကသတင်းထုတ်ပြန်ထားပါတယ်အော်တိုဘာလ6ရက်နေ့ညနေ9:00ခန့်အချိန်မှာ မုံရွာမြို့နယ်တန်စီကြီးရွာအနောက်ဘက်မှာရှိတဲ့အချက်မှစစ်တပ်ရဲ့ထောင်ကြီးကွင်းနဲ့ရေစကန်တို့ကိုဗမာတပ်တော်ဗမာအာမေအမတ်နစ်စစ်ဦးစီးကုကဲရီယုံကုကဲမှုအောက်မှာရှိတဲ့အမတ်905တပ်ရင်းနဲ့မာမိတ်ပူပေါင်းတပ်တွေကတွားရောက်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်တိုက်ပွဲဖြစ်ပွားချိန်45မိနစ်အတွင်းမှာ60မမများနဲ့အကြမ်းဖက်စစ်တပ်ပန်ဂါရီကိုအနီးကပ်ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းအပြန်အလှန်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးအဆိုပါတိုက်ပွဲမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များပတ်မှအထိကိမရှိခဲ့ကြောင်း အကြံဖတ်စစ်တပ်ဘက်မှရဲသုံးဦးသေဆုံးခဲ့တဲ့အပြင် ထောင်ကြီးကွင်းမှာအဆောက်အုံနဲ့ပစ္စည်းများထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်တော်ဗမာအာမေအမတ်နဲ့စစ်ဦးစီးကုကရေယံကုကဲမှုအောက်မှာရှိတဲ့အမတ်935တပ်ရင်း Hero Brother Mongya Defense Force HPMY PDF Moin Defense Force ဖိနေမြောက်လွင်ပြင်တော်လိုင်းအင်အားစုလိုကဲ Truth Army ရှစ်ထရီကန်မဟာမိတ်တရင်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောင်မှအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချင်းတူရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။